ရခိုင်ပြည်နယ်အစပ်မကွေးတိုင်းငဖဲမြို့နယ်တဲကအနရေကန်ပြိုအကုန်းကိုထုစစ်ဆန်တက်ခါနေတဲ့စကန်သိန်းတပ်ပွဲမှာထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဖမ်းမိထားပြီးအလံဖြူထောင်းအလေးဝင်ရောက်လာသူတွေလည်းဇက်တိုက်ရှိနေတယ်လို့အာရခကျတော် AA ကမနေ့ညပိုင်းမှာသတင်းထုတ်ပြန်ပါတယ်။ AA ကအနရေကန်ပြိုအကုန်းအပိသက်သိမ်းပိုင်နိုင်ဖို့လက်ကျန်နေရာတချို့ကိုဆက်လက်ထုစစ်ဆန်တက်ခိုက်နေတာဖြစ်ပါတယ်။စစ်တပ်ကပြိုအကုန်းမကြရှုံးဖို့လေချောင်းပစ်ကူစစ်ကူတွေအဆက်မပြတ်ပို့နေတဲ့ကြားကနေအကောင်းဆုံးတုတ်ပြန်ခံစစ်တွေနဲ့ထုစစ်ဆန်တက်ခိုက်နေတယ်လို့ အေအေကအတည်ပြုပါတယ်။အောက်တိုဘာ19ရက်မနေ့ကဖြစ်ပွားတဲ့တိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဖမ်းမိထားပြီးအလံပြူထောင်းအလင်းဝင်ရောက်လာသူတွေကိုလည်းစစ်တုပ်ပန်းဥပဒေနဲ့အညီဆောက်ရှောက်ပေးထားတယ်လို့ထုတ်ပြန်ထားပါတယ်။ဒါ့အပြင်စစ်မှုထမ်းဖို့စုဆောင်းချင်းခံရသူတွေအနေနဲ့အနည်းဆုံးနေရာတွေကတဆင့်ဆက်သွယ်ပြီးအချိန်မရွေးလက်နက်ချအလင်းဝင်ရောက်နိုင်တယ်လို့အတည်ပြုထားပါတယ်။အဘဒန်လမ်းပိုင်းအနီးကအကြီးဆုံးစကန်ဖြစ်တဲ့နေရကန်ပြူအောင်ကုန်းကိုအေအေနဲ့မဟာမိတ်တပ်တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာထိုးစစ်စတင်ခဲ့တာပါ အပိသက်သိမ့်ပိုင်နိုင်ဖို့အလက်ကျန်တွေကတချို့ကိုထုတ်စစ်ဆင်တက်ခိုက်နေတယ်လို့အော်တိုဘာ15ရက်မှာ AA ကထုတ်ပြန်ခဲ့ပြီးစစ်ရဲအကဲခတ်တူကတော့ AA ကအဲ့ဒီနေရကံပြူဟာဂုံးကိုစီးမိထားပြီလို့ပြောပါတယ်ရှင်။